26ရက်3လ2025ထွက်မဲ့9ကြိမ်မြောက်တဲ့ရှေဝန်ကနေလာရောက်ဝယ်ပြီးဝယ်ယူအပ်ကြတဲ့မိတ်ဆွေများအားလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်အမအမကိုလက်ခံနိုင်မလာဝယ်မလို့လဲကျွန်တော်ထပ်ခါထပ်ခါသတိပေးထားပါတယ်နော်အဲ့လိုပဲဝယ်ယူပြီးတဲ့မိတ်ဆွေများအားလုံးကကျွန်တော်ပြပုတ်လိုက်တဲ့ဒီလိုပိုင်းရိုက်ပြီးပြပုတ်ရဆိုတော့ ွာလျောင်းတော့ကျွန်တော်မပြောနိုင်ဘူးပေါ့နော်တိုးတော့ကျွန်တော်ပြပလိုက်တော့ PS5 နှစ်ပိုင်းနဲ့ကြည့်ပြီးတဲ့ချိန်မှာအားရကျန်တဲ့မှုရှိတဲ့အတွက်အားရကျန်တဲ့မှုရှိပါတယ်ဆိုတော့ reply နေပြန်လေဖတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကမျက်မြင်ပေါ့ site သဘောသဘာဝကြီးကကလင်နာရဲ့မြင့်မြင့် site ကိုချပြပေးတာဖြစ်တယ်အပိုင်းဆိုတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ကန်တာလင်အမိကန်တာလင်အဖပေါ့နော်ကန်ကောင်းမှပဲပေါ့မှာပါဒါလေးတွေကိုလည်းအတိပေးရပါပေါ့နော်အဲဒါဆိုလို့ရှိရင်အခု live ကဘာလို့ပြောချင်တာလဲဆိုကျွန်တော်တို့ကဒီလို AC ရှင်းပြနေရမှာကျွန်တော်တို့ကပြရတာပြရတာဒီလို file 5မိနစ်ကလိုရင်း main point ကိုထောက်ပြအဲ့တော့ဝယ်ယူရပြီးတဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ ပြေးလိုက်တဲ့ဖိုင်းလေးမှာအနှစ်သက်ဆုံးကစားထားတဲ့ကနန်းနဲ့ပတ်သက်ပြီးတော့ပြိအယူဆကြတယ်ကျွန်တော်ထပ်မပြေးနိုင်ဘူးပေါ့နော်အဲ့တော့ကိုဖိုးမဲ့ကနန်းရဲ့ပြိအယူဆပုံလေးကိုတအားလုံးတော့ပပညာလဲမိတ်ဆွေများလဲကြိုက်နှစ်တဲ့ပြိပေါ့နော်ပြိကျော်ဖန်ထားတဲ့စနစ်လေးကိုကျွန်တော်ဝုံးကွက်ထုတ်ထားတဲ့ကနန်းရဲ့ပြိအယူဆပုံပေါ့နော်အဲ့တော့အခုပြိယူဆတဲ့ လိုင်းတွေကနေကြကနန်းနေရာမငြိမ်ဘူးပေါ့နော်ကနန်းနေရာမငြိမ်ဘူးယူဆတွေအများကြီးထွက်တဲ့အတွက်ပြိကျောပဲဥသာမီကစားထားတယ်ကနန်းကတော့ဒီ site ကယူထားတာမဟုတ်ဘူးဆိုတာပြောပြလို့ပါတော့ပေါ့နော်မိမိစိတ်ကူးနေမိမိတွေ့လဲပြန်နေတဲ့ဆက်ပြီးတွေးကြည့်ပေါ့နော်ပြိယူဆမှာတော့ကျွန်တော်အမြဲတမ်းပြီးထားတဲ့ဒီ line ပေါ့နော်တွန်ကြားတဲ့ဒီ line ဟောင်းပေါင်းခွန်ဆိုတဲ့ line ုံရသည်စီနော်နှုံးမောင်းခွန်ဆိုတဲ့လိုင်းတုံရသည်စီနော်နှုံးမောင်းခွန်နေကြည့်လိုက်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်မြောက်နေထမှာဒီ၅ကြိမ်မြောက်မှာထွက်မဲ့ကစားမီးတွန်းနေကြည့်လိုက်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၆ကြိမ်မြောက်နေ၅ကြိမ်မြောက်အချိန်တိုက်ဒီနေရာမှာရောက်တဲ့ချိန်မှာကစားဖို့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၆ကြိမ်မြောက်ရဲ့၅နှစ်မြောက် ငါးချိန်မြောက်ဒီချိန်မှာကစားဖို့ပြည့်ပြီးတဲ့စနစ်ပေါ့နော်အဲ့ညမှာဒီလမ်းကြောင်းကအများကြီးအလုပ်လုပ်ပြီးကြီးတယ်ဆိုတော့ကျွန်တော်ရှင်းပြတယ်နော်နှစ်စင်းတိုင်းနဲ့ဒီလမ်းကနေလှုပ်တဲ့လှုပ်ချက်ကြီးအများကြီးယူဆပုံကြီးအများကြီးပေါ့နော်အဲ့ရနေဆက်ဆက်လာတဲ့လမ်းကြောင်းလေးပဲကျွန်တော်လူရင်းလေးရှင်းပြမှာ brake ရှိလို့ရတယ်အဲ့ brake ရှိကပြည့်တဲ့ကုန်ကြောင်းမှာ quash လို့ရတယ် ွားရှိလို့ရိုက်ပြီးတော့ဒီနေရာမှာဆုံးတက်ပြီးဒီနှလုံးပေါင်းကိုဘရိတ်တဒီနှလုံးပေါင်းကိုလို့ထိတ်ထိတ်တလုံးထည့်ပြီးဒီနေရာမှာဘရိတ်တအဲ့ဘရိတ်တရဲ့ဘောကသူ့ရဲ့အောက်မှာဘရိတ်ဆောက်ဒီလိုကူးကြတယ်လမ်းကြောင်းအဒုတိယကမှာတုံးရသေးဒီနှလုံးပေါင်းကဒီနေရာမှာကျွန်တော်တို့ဘရိတ်ခွန်လို့ရိုက်တယ်အဲ့ဘရိတ်ဘရိတ်ခွန်ရဲ့တကွန်ကြောင့်ဘရိတ်ခွန်ဖောက်ကောင်လို့လမ်းထည့်ပြီးဒီနေရာမှာဒီစီနဲ့အန်ခါနဲ့ထိနေတယ် ကူးပြီးတော့ရှစ်လို့ထည့်တယ်ဘရိတ်ဒီတက်ပြီးတော့နှစ်လို့ရတယ်နှစ်ရဲ့ပါဝါမြန်ဒီနေရာမှာဘရိတ်ခွန်လို့ဆက်ဆက်ပြီးကူးကြတယ်လမ်းကျောအဲဒီနေရာမှာဘရိတ်ရှစ်ခွန်ပြီးတော့ဒီနေရာမှာဘရိတ်ချက်ဘရိတ်ချက်ရဲ့တကွန်ကျမှာခွာချောက်လို့ရိုက်တယ်ခွာချောက်လို့ရိုက်ပြီးသူ့ရဲ့ဒီနေရာမှာခါနဲ့ထိနေဒီပရမတ်ကတ်မှာခွန်ဒုတိယကတ်မှာရှစ်တတိယအဲအဲဘရမတ်ကတ်မှာကူးဒုတိယကတ်မှာရှစ်တတိယကတ်မှာခွန်လို့ထိဒီဘရိတ်ကိုကြတော့တက်ပြီးတော့နှစ်နှစ်ပြီးတော့တုံးလို့ရိုက်တယ် ရိုက်ပြီးတော့တော့ရဲ့ဘာဝဒီမှာ break shift လို့လာပြီးတော့ထောက်ပေးထားတယ်ပေါ့နော်အဲ့လိုထောက်ပေးထားတဲ့ကောင်းရဲ့လာပြီးပေါ့နော်သူယူဆပါသူဆောင်ပါရှောက်ထိပ်စည်းပုံ6ရဲ့ဘာဝဆောင်းတုံးလုံးပေါင်းရင်တက်လို့ထက်ဒီညမှာ6ထိပ်စည်းပုံပြည့်ဆောင်းတုံးလုံးပေါင်းရင်တက်လို့လှမ်းထက်ဒီနေရာမှာလဲ6ထိပ်စီးပုံတင်နဲ့ဇောင်းတုံးလုံးပေါင်းခြင်းတွေတက်လို့ပုံတွေထည့်ခဲ့တာ ဲ့ဒီထည့်ခဲ့တဲ့6ရဲ့ power ဇောင်းသုံးလုံးပေါင်းခြင်း1 6ရဲ့ power ဇောင်းသုံးလုံးပေါင်းခြင်း1အဲ့6ရဲ့ power ဇောင်းသုံးလုံးပေါင်းခြင်း1ဆိုတဲ့လမ်းကြောင်းကနော်ဟာကိုချိုးလေးလက်ကြည့်မောင်ချိုးလက်ဒါလေးကိုမြင်တယ်လို့ဗီဒီယိုဖိုင်လေးရိုက်ပို့ပေးတယ်ကျွန်တော်လည်းဒါကိုမြင်ထားတာပေါ့နော်ဆောင်ရည်စီဇောင်းတော်မောင်ကြီးတက်လို့ရိုက်ပြီးတဲ့အချိန်မှာအဲ့ဒီတက်ကိုကစားပြဆိုတော့အင်မတန်တက်ရတယ်။တက်စီးနဲ့နောက်ပိတ်ဒီ အဲ့ဒီတစ်ကို6ရက်ဘဝဒီဆောင်တော်မောင်ကြီးတစ်ရိုက်တယ်တစ်ရိုက်တဲ့အချိန်မှာဒီကဘိတ်နဲ့နောက်ဘိတ်နဲ့ကိုတစ်လို့ပထမကျိုးတယ်ထည့်ပြီးပြီးတော့တစ်ခါပြန်ပြီးတော့ဒီကထိတ်စီးနဲ့ဒီကဘိတ်တစ်လို့ double ပြန်ပြီးတော့ထည့်ပြီးတော့အဲ့လိုပဲဒီမှာ6ထိတ်ဆောင်တော်မောင်ကြီးတစ်အဲ့ဒီတစ်ကိုဒီကဘိတ်နဲ့နောက်ဘိတ်နဲ့တစ်လို့အရင်လှန့်ထည့်ထည့်ပြီးပြီးကမှဒီကထိတ်စီးနဲ့ဒီကနောက်ဘိတ်ဘိတ်နဲ့ပြန်ပြီးတော့ တက်လို့ပြန်ပြီးတော့ထည့်ကစားပြီးတော့အဲ့ဒီမှာ6ရက်ရက်တည်းဇောင်းဇောင်းလုံးပေါင်းချင်းတက်လို့ရိုက်တယ်ရိုက်ပြီးတဲ့ချိန်မှာသူထည့်သွားတာပေါ့နော်ဘရိတ်နဲ့နောက်ပိတ်ပြန်ပြီးတော့တက်လို့ထည့်ပြီးသွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီထိတ်စီးနဲ့အခုကစားမဲ့ကစားပြန်ဘရိတ်နဲ့တက်လို့ပြန်ထည့်ရမယ်ရှင်းမယ်ဒီမှာနော်6ထိတ်ဇောင်းဇောင်းလုံးပေါင်းချင်းတက်လို့ရိုက်တယ်ဘရိတ်နဲ့နောက်ပိတ် တစ်ပြီးလို့ပြန်ထည့်တယ်ထည့်ပြီးရင်ထိတ်နေပြိနေပြန်ပြီးတစ်လို့ပြန်ချုပ်တယ်၆ထိတ်ပုံပုံပေါင်းချင်း၆ရောက်တော့တစ်လို့ရိုက်တယ်ရိုက်လိုက်တဲ့အချိန်ခါမှာပြိနေတော့ပြိနေတစ်လို့ပြန်ထည့်တယ်ထည့်ပြီးရင်ထိတ်စီးနေပြိနေတစ်လို့ပြန်ပြီးတော့ထည့်၆ထိတ်ကြောင်းစုံလုံးပေါင်းချင်းတစ်လို့ရိုက်တယ်ရိုက်တဲ့အချိန်ခါမှာဒီ break 9နောက်ပြိနေတစ်လို့ပြန်ထည့်ပြီးသွားတယ်ဒါဆိုရင်ကျွန်တော်တို့လည်း ထိတ်စီးနဲ့ပြိတ်နဲ့ပြန်ပြီးတက်လို့ထည့်ရမှာဒါဆိုဒီနေရာမှာရှစ်ထိတ်စီးရတယ်ဒီနေရာကိုပြိတ်၃ပေါ့နော်ပြိတ်၃ဆိုတဲ့ရိုက်ပြိတ်၃ထည့်ကစားမှာပေါ့နော်အဲ့တော့ထပ်ပြီးတော့ချုပ်လို့ချုပ်ကြတယ်ဘူပီတတ်တဲ့ရဘူစလာဒီပြိတ်နှစ်ခုပေါင်းခြင်းတည်တဲ့ငါးပြိတ်နဲ့ငါးပြိတ်နဲ့ပေါင်းခြင်းတည်30တဲ့အဲ့ဒီ30ကိုဒီနေရာမှာပြိတ်နှစ်ခုပေါင်းခြင်း30လို့သူပြန်ထည့်ပြီးကြတယ် အဲ့လိုထည့်ပြီးပြီးမှဒီ break နဲ့ဝင်လာတဲ့တောင် break နဲ့တဆဲလို့ပြန်ချုပ်မှာအဲ့လိုပဲဒီ break ခွင့်ရဆောင်မှာဒီ break နဲ့ဒီ break ရှင်းနဲ့တဆဲလို့ထည့်ပြီးတယ်အဲ့ဒီတဆဲကိုဒီ break နဲ့ကူပေါင်းရင်တဆဲလို့ရိုက်အဲ့ဒီတဆဲကိုမှဒီ break နဲ့ဒီ break နဲ့ပေါင်းခြင်းတဆဲလို့ပြန်ပြီးချုပ်မှာဒါဆိုလို့ရှိရင်ဒီမှာလဲ ship ရဆောင်မှာ9 break နဲ့10 break နဲ့တဆဲလို့နှမ်းထည့်ထားတယ် ကိုဘရိန်နဲ့တစ်ဘရိန်နဲ့ဒီတဆဲလို့ထည့်ထားတယ်အဲ့ဒီတဆဲကိုနှိမ့်မှဘရိန်နှစ်ခုပေါင်းရင်တဆဲလို့ထည့်ပြီးတော့အဲ့ဒီတဆဲကိုအခုကျွန်တော်တို့ဒီကဘရိန်ခွန်ဒီကဘရိန်သုံးနဲ့ခွန်သုံးဆိုပြီးတော့တဆဲလို့ပြန်ပြီးချုပ်ဒီနေရာမှာသုံးဆွန်းတဲ့ဘရိန်ကိုကစားဖို့အတွက်ချုပ်ွက်ပြီးအင်မတန်တက်ရတဲ့ဒီလိုမျိုးတက်ရတဲ့ကလင်ဒါလာနဲ့ဘရိန်စီကျောက်ကိုဒီဘက်မှာဟုံးကွက်ဖြစ်ဘရိန်ကိုကစားထားတယ်နော်အဲ့တက်ပြီးတော့ဒီချက်လေးပြပြကြည့်မယ် ရှောက်ထိတ်ပုံတွေရိုက်တယ်ရှောက်ထိတ်ပုံတွေရိုက်တယ်ဒီနေရာမှာ6ထိတ်ပုံတွေရိုက်တယ်6ရဲ့ဘဝဆောင်းသုံးလုံးပေါင်းခြင်း1 6ရဲ့ဘဝဆောင်းသုံးလုံးပေါင်းခြင်း1 6ရဲ့ဘဝဆောင်းသုံးလုံးပေါင်းခြင်း1အဲ့ဒီ1ကနေလှည့်စားပြီးကစားပြထားတယ်ပရိနဲ့နောက်ပိုင်းနဲ့ကို1လို့ထည့်တယ်ကျူးပြီးတော့ထည့်ပြီးထိတ်စီးနဲ့ပရိနဲ့ကိုပြန်ပြီး1လို့ပြန်ရိုက်တယ်အဲ့ဒီဆောင်းသုံးလုံးပေါင်းခြင်း1ကိုပဲပရိနဲ့နောက်ပိုင်းနဲ့ကို1လို့ထည့်တယ်တခါထိတ်စီးနဲ့ပရိနဲ့ကိုပြန်ပြီး1လို့ထည့်တယ် အဲ့ဒီဇောင်းတုံးလုံးပေါင်းချင်းတက်ကိုပဲဘရိတ်နဲ့နောက်ပြီးနဲ့တက်လို့ထဲပြီးသွားပြီအခုကျွန်တော်တို့ကစားရမယ်လဲမှာထိတ်စီးနဲ့ဘရိတ်နဲ့ကိုတက်လို့ပြန်ထည့်ရမယ်အဲ့ဘရိတ်နဲ့နောက်ပိုင်းနဲ့ဒီတက်ထိတ်စီးနဲ့ဘရိတ်နဲ့ဒီတက်ဆိုဒီမှာ၈ထိတ်ရှိတယ်ဒီနေရာကို၃ဘရိတ်ဒီဟာကပုံသေးလာခဲ့တဲ့၆တက်လမ်းကြောကနေကစားကြည့်တာပေါ့နော်အဲ့တော့ထပ်ချုပ်သွားတဲ့ဘရိတ်ချုပ်ွက်ကဘယ်လိုလာလဲဆိုခုနကကျွန်တော်ရှင်းပြခဲ့တယ်ဒီနေရာမှာဘရိတ်၆ခု၈လို့ပြည့်နေတယ်မှာဒီဘရိတ်နှစ်ခုပေါင်းခြင်းဒီ၁၀ပါတဲ့ အဲ့ဒီ30ကျနောက်တစ်နှစ်ဒီလိုဘရိတ်နှစ်ခုပေါင်းရင်30လို့ပြန်ပြီးတော့ထည့်တယ်ထည့်ပြီးသူ့ရဲ့နောက်တစ်မှာကျဟာရီဘရိတ်နဲ့ဒီဘရိတ်နဲ့ပြန်ပြီးတော့6နဲ့1နဲ့30လို့ပြန်ထည့်တယ်အဲ့လိုပဲဒီမှာဒီဘရိတ်နှစ်ခုပေါင်းရင်2နဲ့8နဲ့30ပါတဲ့အဲ့ဒီ30ကိုဒီဘရိတ်နှစ်ခုပေါင်းရင်30လို့ချုပ်ချုပ်ပြီးဒီဘရိတ်နဲ့ဒီဘရိတ်နဲ့30ပါလို့ပြန်ပြီးတော့ထည့်တယ်ဟုတ်ပြီနော်ဒါဆိုလို့ရှင်ဒီမှာလည်းပဲဘရိတ်6နဲ့1နဲ့30လို့ထည့်တယ် အဲ့ဒီ30ကိုဒီ brake နှစ်ခုပေါင်းရင်30လို့ပြန်ထည့်ပြီးသွားတယ်ထည့်ပြီးသွားတဲ့အချိန်မှာဒီ brake နှစ်ခုပေါင်းရင်ကျွန်တော်တို့က30လို့ပြန်ပြီးတော့ထည့်ရမှာထည့်ရမှာဒီမှာ brake function ပြောဒီနေရာမှာ brake 3အဲ့ဒီ brake 3ကိုမှခု6တင်းနဲ့နှစ်နှစ်ဆင့်ချုပ်ချုပ်လိုက်တဲ့အချိန်မှာဒီအချိန်မှာပေါ့နော် brake 3လီတာအကျိုက်ဆုံးကစားကွက်ပဲကျွန်တော်အကျိုက်ဆုံးထုတ်ထားခဲ့တဲ့ဝန်ကနန်းဒီ brake 3နဲ့ထုတ်ကစားတာဒီ frame က brake ကိုယူပြီးတော့ကစားထားတယ် အဲ့ဒီနေရာမှာဒါဆိုရင်ဒီနေရာကနေဒီ frame ကနေဒါ break ဒါအယူဆပေါ့နော်ငားချိန်မြောက်ပုံသေးပုံသေးနှစ်ထပ်အကွာဝေးဒီစနစ်ကကြတော့နှစ်ထပ်အကွာဝေးနှစ်ထပ်အကွာဝေးတူတဲ့အကျည်တူတဲ့အဲ့ဒီမှာဖြစ်စဉ်ကကျွန်တော်တို့ဒါလုပ်ယူရဇလတ်မဟုတ်ဘူးသူ့ဖြစ်စဉ်အမှန်တိုင်းလာတဲ့ဖြစ်စဉ်ကိုထောက်ပြပြီးတော့ဒါ formula စနစ်ထည့်ပြထားတဲ့ဇလတ်နော်အဲ့တော့ဒီနေရာမှာကြတော့ကျွန်တော်တို့ကစားကွက်တွေကကနန်းထည့်တဲ့အချိန်ကမှာ ကနန်းထည့်တဲ့အခါမှာပေါ့နော်ဘာပေါ့ဒီနေရာမှာ၅ချိန်မြောက်မှာခုနတိုင်းကျွန်တော်ထွက်ပြခဲ့တယ်ဒီနေရာမှာဒီတစ်ပရိတ်ဒီနေရာမှာဒီခွန်ပရိတ်အဲဒီနေရာမှာဒီဒါ၃ပရိတ်ထည့်တယ်ပေါ့နော်အဲ့ဒီနေရာမှာပုံသေးကနန်းထဲတဲ့ချိန်ကမှသူကပုံသေးရတော့ဒီမှာရိုးရှင်းပဲဒီလမ်းလာနေတာကနန်းနေအများကြီးကွဲထွက်တယ်ယူဆရင်အများကြီးထွက်တယ်တကွက်ထဲဒီဒီကွက်ဒီလမ်းကနေကတကွက်ကောင်းကျွန်တော်ရှာလို့မတွေ့ဘူးပေါ့နော် ကျွန်တော်ကတကွယ်ကောင်းရှာရစနေကထားတဲ့ကနန်းကြီးလေပရိသတ်တခြားဆိုင်ကပေါ့နော်ဒီနေရာမှာရှစ်ထိပ်ဒီနေရာမှာရှစ်ထိပ်အဲ့လိုရှစ်ထိပ်လိုပုံတည်ချက်ယူမလားဒါမဲ့ကျွန်တော်တို့ကသဘောမကျအောင်ဘာလို့သဘောမကျလဲရှစ်ထိပ်ဒီနေရာမှာရှစ်ထိပ်ဖြစ်ခဲ့တော့ဒီတစ်နှစ်လုံးဒီနေရာမှာအပေါ်လေးကြိမ်မှာရှစ်ထိပ်ဒီမထွက်ခဲ့တဲ့ရှစ်ထိပ်လိုစထွက်တော့အဲ့လိုပဲဒီနေရာမှာရှစ်ထိပ်အပေါ်လေးကြိမ်မှာရှစ်ထိပ်လိုမထွက်ခဲ့ဘူးဒီကြိမ်မှာရှစ်ထိပ်လိုလာထွက်တော့အခုဒီမှာကျတော့အပေါ်လေးကြိမ်မှာရှစ်ထိပ်ကထွက်ပြီးသားဖြစ်နေတယ် အဲ့ဒါမျိုးစနစ်ဆိုကျွန်တော်တိတ်မကြိုက်တော့ဘူးနော်ဒါရှစ်ထိပ်ပုံစံယူပြီးကစားမယ်ဆိုရင်ကျွန်တော်ကျတော့ဒါမျိုးဖြစ်စင်တိတ်မကြိုက်တော့ဘူးနော်ဒါဆိုသူဒီလာခဲ့တဲ့လမ်းကြောင်းဒီ senior run လာတာဖြစ်တဲ့အတွက် senior run လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာဆိုတော့ကျွန်တော်ထည့်ပြခဲ့တယ်ပေါ့နော်9 8ခွန်ဆိုတဲ့လမ်းကြောင်းအဲ့9 8ခွန်ဆိုတဲ့လမ်းကြောင်းမှာပေါ့ ဒီနေရာမှာအဲ့လိုစီနီယာနဲ့ထည့်မလားနှလုံးပေါင်းချင်းဒီ၈အဲ့သုံးလုံးပေါင်းချင်းဒီ၈သုံးလုံးပေါင်းချင်းဒီ၉သုံးလုံးပေါင်းချင်းဒီ၁၀ဆိုဒီနေရာမှာ၈နောက်ပဲအဲ့ဒီနေရာမှာထပ်ပြီးဖြစ်အာရှိတာကကျွန်တော်တို့ယူရတဲ့သုံးရထည့်စီနှလုံးပေါင်းခွန်လို့ယူတယ်ဒီနှလုံးပေါင်း၉နဲ့ဒီသုံးလုံးပေါင်း၈နဲ့ခွန်လို့ထည့်မလားဒီနှလုံးပေါင်း၈နဲ့ ဒီသုံးလုံးပေါင်းရင်ကိုးနဲ့ကိုခွန်လို့ထည့်မလားဒါဆိုသဘာဝကျတဲ့ဖြစ်စဉ်ကိုထည့်ကြည့်ရပါတော့ဒီသုံးလုံးဒီနှလုံးပေါင်းခွန်နဲ့ဒီလိုဒီလိုသုံးလုံးပေါင်းရင်ဇောင်းသုံးလုံးပေါင်းရင်တဆုပ်ခွန်လို့ထည့်မယ်တွင်ရှစ်အပိတ်ဒါမျိုးဖြစ်စဉ်ကိုနည်းနည်းပူပြီးတော့သဘောကျမယ်တိုးတော့ဒီ line ကနေကနန်းငြင်းအောင်ထုတ်လို့မရဘူးပေါ့နော်ဒါကြောင့်ဒီကနန်းဒီနဲ့မမကတ်မှာထည့်သုံးမထားဘူး break ကိုပဲသုံးထားတယ်အဲ့လိုအညီသွားမှာဒါမှမဟုတ်လို့ရှိရင် तू ကလာခဲ့တာဒီသုံးလုံးပေါင်းချင်း9ဒီမှာသုံးလုံးပေါင်းချင်း9 အဲ့ဒီကိုဒီတော့မောင်ကြီးလေးလို့ဖြူမှာလားဖြူစရာရအများကြီးဘူးနော်ဒီမှာလည်းဒီတိုင်းပဲဒီသုံးလုံးမောင်ကြီးကိုဒီသုံးလုံးမောင်ကြီးကိုသူကထက်ထားတာအများကြီးပဲဒီသုံးလုံးမောင်ကြီးကိုဒီသုံးလုံးမောင်ကြီးကိုကိုပြီးကြတဲ့ကဒီသုံးလုံးမောင်ကြီးကိုကိုလို့ပြန်ထည့်ပြီးတယ်အဲ့လိုထည့်ပြီးကိုရဲ့ဘာဝဒီသုံးလုံးကိုလေးလို့ထည့်မှာလားဒီမှာလည်းဒီကက်မရာဒီသုံးလုံးမောင်ကြီးကိုဒီသုံးလုံးမောင်ကြီးကို အဲ့ဒီကိုကူပြီးကဲနှစ်က तू ကဒီလိုသုံးလုံးပေါင်းရင်ကိုလို့ကျိုးထည့်ထားပြီ။၃၃၆၉အဲ့ဒီကိုကူတင်ငါရှိကိုယ့်ဘောင်ကလေးလို့ထည့်မှာလား။ဒီမှာလေ तू ကထည့်ထားတာဟိုဒီသုံးလုံးပေါင်းရင်ကိုဒီသုံးလုံးပေါင်းရင်ကိုအဲ့ဒီကိုဒီသုံးလုံးပေါင်းရင်ကိုလို့ထည့်ခဲ့။ကိုရဲ့ဘောင်ကဒီသုံးလုံးပေါင်းရင်လေးလို့ထည့်မယ်ဆိုရင်ဒါကျွန်တော်တို့ကနှစ်ထည့်။နှစ်ထည့်။၃၉နှစ်ဆိုမှ၄ဖြစ်မှာ။ ဒီသုံးလုံးပေါင်းရင်ကိုဒီသုံးလုံးပေါင်းရင်ကိုဒီသုံးလုံးကိုအဲ့ဒီကိုရဲ့အခွေကိုကိုရဲ့ဘာဝလေးလို့ထက်မှလာဒီသုံးလုံးပေါင်းရင်ကိုဒီသုံးလုံးပေါင်းရင်ကိုဒီသုံးလုံးပေါင်းရင်ဒီကိုလို့ထက်ပြီးမှကိုရဲ့အခွေကိုဒီသုံးလုံးပေါင်းရင်တင်ငါရှစ်လေးလို့ထက်တာလာဒီမှာလဲဒီသုံးလုံးပေါင်းရင်ကိုရဲ့ထားတယ်ဒီသုံးလုံးပေါင်းရင်ကိုရဲ့ဒီလိုရဲ့ကိုလို့ခွေတယ်ကိုရဲ့ပါဝါကိုဒီသုံးလုံးပေါင်းရင်လေးလို့ခွေထက်မယ်ဆိုနှစ်ထိတ်အဲ့ထိတ်စီကပို့ပြီးသဘာဝကျတယ်ထင်တယ်ပေါ့ဘာကြောင့်လဲ အဲ့လိုပုံစံနဲ့ဝင်လာခြင်းမှာဒီသုံးလုံးပေါင်းချင်း၄လိုဝင်လာ၄ရဲ့နှက်ကဒီသုံးလုံးပေါင်းချင်းနှစ်နဲ့ပြန်ထိန်းတယ်ဒီသုံးလုံးပေါင်းချင်း၄လိုဝင်လာ၄ရဲ့ပေါက်နှက်ကသူ့ကိုနှစ်နဲ့ပြန်ထိန်းတယ်အဲ့ဆိုဒီမှာ၃၉၂ခွေးထက်တယ်၄လိုထက်ရင်ဒီမှာလည်း၄၆၂သူက၄လိုပြန်ထိန်းတယ်နှစ်ထိတ်ဆိုတော့ကဒီလမ်းကနေဘုသောဟောကြားလိုက်တယ်အဲ့နှစ်ထိတ်၈ပိတ်ဆိုတော့နှစ်ထိတ်၈ပိတ်ဆိုတော့ပြိတော့ဖြစ်အောင်၂၃၈ဆိုတော့ကဏ္ဍတစ်ခွက်ပေါ့နော်အဲ့လိုမျိုး၈ထိတ်ပဲပုံတွေရတယ်ဆိုရင်တော့၈ခွန်၈ဆိုရင်ကဏ္ဍတစ်ခွက် အဒီလိုင်းကနေကနန်းနေအများကြီးကွက်ထွက်တော့ယူယူသလိုရတယ်အဲ့ဒါမျိုးကနန်းကိုကြတော့ကျွန်တော်တို့ကတခြားအထောက်ပံ့မရှိဟမ်အကျိတ်ကစားတာမဟုတ်တဲ့အတွက်ဒီလိုင်းကနေမှမဖြစ်မနေဒီလိုင်းဒီတစ်ဆိုင်ထက်ကနေကနန်းပရိတ်သုံးကနန်းတစ်ကွက်မဖြစ်မနေထုတ်ထုတ်ပြီးတော့သုံးရမယ်ဆိုလို့ရှိရင်2 3 8ဆိုကနန်းကိုအကျိတ်သုံးကျင်တယ်ပေါ့နော်8 9 8ဆိုတဲ့ကနန်းကအရန်ပေါ့ ဒါတော့ကျွန်တော်မမကတ်မလည်းမပါဘူးเนาะမမဖောက်ဝင်တော့တကြင်ကျွင်းဝယ်တဲ့ဖောက်တော့ကျွန်တော်ဘရိတ်ကြောင့်ပဲရှင်းပြတာเนาะဒီကနန်းนี่ကိုနှစ်သက်တယ်ဆိုရင်သုံးလို့ရတယ်เนาะဒါကတော့ကျွန်တော်တို့နှစ်ချကအစီကြိုက်ဒါကနန်းတစ်ခွက်သွားပြီပေါ့အဲဘရိတ်သုံးကိုကြောင်းသုံးရတဲ့အကြောင်းတရားကကျွန်တော်တို့လည်းအမြဲတမ်းပြောလို့ကျွန်တော်တို့ကကစားကွက်တစ်ခုကိုကစားကွက်တစ်ခုတနေရာရဲ့နဲ့တိတ်မသုံးတာ မတော့တော့စုသူ့ရဲ့ဆုံးရမြားမှာပေါ့နော်ဒါအလုံးလက်လူရင်းမဆင်ပြပေးမှာနော်ပြီးခဲ့ပွဲကတို့ဖော်မှုစနစ်အောင်လွယ်လိုက်တပိန်ပါပရိတ်သုံးဆိုပြီးအပုခွန်လိုက်တာတကြိမ်နှစ်ကြိမ်သုံးကြိမ်ရှိတယ်အဲ့လိုရိုက်ပြီးကိုယ်6ကိုလို့နှက်ခါရတဲ့ပရိတ်နှစ်ကောင်ရှစ်လို့ရိုက်တယ်ရှစ်ထိတ်လို့စထွက်တာ ਨੇ ဒီလိုသုံးလုံးပေါင်းချင်း9ကိုဒီလိုသုံးလုံးပေါင်းချင်း1အဲ့3 5 3အဲ့ဒီသုံးလုံးပေါင်းချင်းဒီ10ဒီနှစ်ခုတည်းတစ်ခုခုရဲ့ပါဝါနဲ့ရှစ်ထိတ်ကစထွက်တယ် အဲ့လိုရှစ်ထိတ်လို့မှစထွက်တာ ਨੇ လိုက်တော့ရှစ်ရဲ့ဘဝဒီအောင်မှပုံစံသုံးပြိပ်ပဲဒုတိယကမှဒီလိုသုံးဖြစ်တယ်ဒီတိုင်းမှာရိုက်ခဲ့တဲ့6ရက်နောက်က9ထိတ်ကြီးရိုက်ခဲ့တယ်ဘရိမကပေါင်းချင်းရှစ်ဖြစ်တယ်အဲ့ဒီနေ့မှာရှစ်ထိတ်ဆိုစထွက်တယ်တိတ်ကိုရှစ်သုံးကပေါင်းချင်းတိတ်ကိုအရှိကိုရှိရနေကတက်လို့ရိုက်တယ်တီတီရှိရပါပါသုံးလုံးပေါင်းခြင်းကိုသုံးနေဖြစ်တယ်အဲ့လိုချစ်တိတ်စီစထွက်ပြီးကြတယ်သူ့ရဲ့အောက်မှာ လိုက်တော့ပရိသုံးပုံသေးပဲစစ်ထိတ်စကြနဲ့သူ့အောင်ပရိသုံးပရိသုံးကပုံသေးလိုက်တာဒါဆိုလို့ရှိရင်အခုကျွန်တော်တို့တတိယကပ်ပေါ့နော်တတိယကပ်ပေါ့ဒီနေရာမှာပရိသုံးလုံးပေါင်းချင်းတူတုံးလို့အခုခွာကြပြီ ရိုက်ပြန်နဲ့6ရက်နှစ်ခတ်ကိုးလို့ရတယ်ဘရိတ်မကူပေါင်းရင်8လို့ရတယ်အဲ့လို8လို့ရလို့8ထိတ်လို့စကြမယ်ဆိုရင်8ကဝင်လာရင်ခွန်3 8 3လုံးပေါင်းခြင်းဒီ8 8ရက်နှစ်ခတ်ဒီ3လုံးပေါင်းခြင်းဒီ1အလဲတိုင်းဒီ1ရဲ့ဘာဝ6 3ဒီ8ရဲ့ဘာဝ3တစ်ခုခုနဲ့ထည့်ဆိုဒီမှာ1ရဲ့ဘာဝ6နဲ့8 9လေးဆိုတက်အောင်ပြသွားတယ်အဲ့တော့ဒီ8ထိတ်ဒီစကြပြီးတော့သူ့ရဲ့အောင်ပါတဲ့ဒီဖြစ်စဉ်ကအော်တို3 8ရဲ့ဘာဝ3ပြိတ်ဆိုလိုက် ဘာကြောင့်လဲဒါဆက်ဆက်မှုရှိတယ်ဒီ brake တော့လည်းစပြီးကင်ကြတယ်လမ်းကြောင်းအဲ့တော့ဒီနေရာမှာ auto brake သုံးလိုက်တယ်အဲ့လို brake သုံးလိုက်တဲ့နေရာမှာတဲ့ဒီနေရာမှာ delicious ဆိုကနန်းထွက်တယ်သူက power သုံးစုံနဲ့အပြီးပေါက်ပြီးဒီကနန်းကြီးလိုက်နေတယ်16 49 38 16ကတစ်လုံး49ကတစ်လုံး38ကတစ်လုံးနဲ့ brake သုံးကိုလိုက်တာပရမတ်ကမှာ delicious ဒုတိယကတ်မှာကျတော့ဒီတိုင်းပဲ 30တလုံး16တလုံး49တလုံးနဲ့ပဲဒီပါဝါ30နဲ့ပဲပရိသုံးကိုလိုက်တာဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာရှေ့ဖြစ်စနေမယ်စဉ်းစားမယ်ဆိုရင်16ကတလုံး38ကတလုံး49ကတလုံးနဲ့ပရိသုံးကိုဒီပါဝါ30နဲ့အပြီးလိုက်ရအောင်အဲ့တော့ပါဝါ30နဲ့အပြီးလိုက်ဖို့ဆိုလို့ကြဒီမှာ16တလုံး38တလုံး49တလုံးပါဝါ30နဲ့အပြီးလိုက် ဒါဆိုရင်ဒီတစ်ကို3နဲ့တွဲမယ်ဆိုပရိသုံးဖြစ်ဖို့တစ်3ခုဒီတစ်ကို6နဲ့တွဲမယ်ဆိုလို့ရှိရင်တစ်6တွဲနဲ့ပရိသုံးဖြစ်ဖို့ဒီတစ်14နောက်ကဒီ6ကို6နဲ့3နဲ့တွဲမယ်ဆိုလို့ရှိရင်ပရိသုံးဖြစ်ဖို့၄တလုံးလာကပ်6နဲ့7နဲ့တွဲမယ်ဆို9လုံးလာကပ်အဲ့တော့ဒီပြစ်စင်ရဆိုလို့ရှိရင်ဒီကနန်းပတ်လည်၄ခွပေါ့တစ်3ခုအားတစ်6အား63လေးအား669အားဆိုပြီးတော့ဒီပတ်လည်၄ခွထွက်တာပေါ့နော် တသုံးကိုအားတရှိလေးအား63လေးအား69အားဆိုပြီးဒီဘက်လည်း၄ခုထက်တယ်ကျွန်တော်အနေနဲ့ကျတော့ဒီလိုစနစ်တွေကိုတုံ့နာဖြစ်တဲ့အတွက်ကျွန်တော်တော့ထိုးပြမှာကျွန်တော်ရဲ့မိတ်ဆွေများအပေါ့နော်တပတ်ကျော်ဝယ်တဲ့ပုံကော public ကြီးရဲ့မိတ်ဆွေတွေကိုနောက်တစ်ခုကကျွန်တော်ရဲ့ member အဖွဲ့ဝင်တွေကို member ကတ်မှာကျတော့ဒီကနေ့ဒီကျွန်တော်တို့ပါကြမပါလာမှာမပါဘူးကများတယ်နော်အဲ့တော့ဒီလို line မျိုးကနေကျတော့ခုပဲတွက်ကြည့် တဲ့တော့ကပဲလေတစ်ရှိလေးပဲလေ634ပဲလေ689ပဲလေဆို6လေးလီ24ခွက်ကြီးထွက်လာဒီ24ခွက်တည်းကတကွက်ကောင်းရွေးဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့ဒါမျိုးအော်ကစားပါဆိုကျွန်တော်ကမကစားရဘူးသို့တော့အရန်အတအနေနဲ့တော့ကစားမယ်အ ਨੇ ဆုံးတော့ကိုအရင်ကြီးအကာတို့အနေနဲ့ဒီပဲလေလေးခွက်ကိုကျွန်တော်ထိုးပြမှာကျွန်တော်ထိုးပြမှာကိုရှင်းပြပေးရနော်စနစ်ဒီအမှန်ကန်လာတာ16တလုံး38တလုံး49တလုံး တချောက်ကတလုံးထည့်ရမယ်38ကတလုံးထည့်ရမယ်49ကတလုံးထည့်ရမယ်အဲ့ဒါဒီပရိတ်သုံးဖြစ်ရမယ်ဆိုတော့ဒါကိုခွေလိုက်တဲ့အချိန်မှာ13ကိုပက်လဲ18လေးပက်လဲ63လေးပက်လဲ68ကိုပက်လဲဆိုဒီပက်လဲလေးကွက်ပဲထွက်တာဟုတ်ပြီနော်ပက်လဲလေးကွက်ပဲထွက်တာအရင်ကာရဘုံနေနေတော့ကျွန်တော်ထုတ်မှာဒီလိုစနစ်ကနေတကွက်ကောင်းဝုံးကွက်ဆိုတာကြတော့ဒီ24ကွက်ထဲတကွက်ထုတ်ဖို့ဆိုတာအင်မတန်ခက်ခဲတယ်ဘာမှမဆိုဖြစ်နိုင်တာဖြစ်နိုင်ကြတဲ့ဇာတ်တွေဖြစ်တဲ့အတွက် ဒါမျိုးကနန်းနဲ့တော့ကျွန်တော်တို့ဟုံးကွက်မကစားဘူးဟုံးကွက်မကစားဘူးပေါ့နော်ဟုံးကွက်မကစားဘူးကျွန်တော်ကစားတဲ့ဟုံးကွက်ကဒီထက်ရတော့မဟုတ်သို့တော့ဒီထက်ကနေတော့လက်ဆောင်နေနဲ့ပြောလို့ရတဲ့အပိုင်းကိုပြောပြခြင်းမနော်စနစ်ကိုကိုယ့်ကိုလိုက်ရှာတဲ့ကြည့်အဲ့လိုပဲနှစ်ပိတ်မှာပြိတ်သုံးလဲပြီးမနစ်ကကျွန်တော်အောင်ခဲ့ဘူးတဲ့ခစီသုံးလုံးပေါင်းချင်းအလဲသုံးလုံးပေါင်းချင်းနောက်ပိတ်သုံးလုံးပေါင်းချင်းပိုင်းဆွဲဆင်းနေနေဖြစ်ပြီးတော့တကွက်ထွက်ရမှာ ဒီမှာလက်ထက်ရှိသုံးလုံးပေါင်းခြင်းလက်ထက်သုံးလုံးပေါင်းခြင်းနောက်ပိတ်သုံးလုံးပေါင်းခြင်းဆိုရက်လက်ဒီ twice less နည်းနဲ့တကွက်ထွက်မှာအဲမနစ်ကဒီမှာအောင်ကြဘူးတဲ့ထက်ရှိသုံးလုံးပေါင်းခြင်းရက်လက်အလက်ထက်သုံးလုံးပေါင်းခြင်းရက်လက်နောက်ပိတ်သုံးလုံးပေါင်းခြင်းရက်လက် twice less နည်းနဲ့အောင်ကြဘူးတဲ့အဲ့ဒီစနစ်မျိုးနဲ့အဲ့ဒီစနစ်မျိုးနဲ့ပေါ့နော်ထက်ရှိသုံးလုံးပေါင်းခြင်းအလက်ထက်သုံးလုံးပေါင်းခြင်းနောက်ပိတ်သုံးလုံးပေါင်းခြင်းရက်လက်ကိုဒီနှစ်မှာကြတော့ twice less နည်းနဲ့ပေါ့ ကိသိကဏ္ဍနံပါတ်တစ်ခုနဲ့အတိအကျဖြည့်ထားတဲ့လမ်းကျောရှိတယ်။ဒါကတော့ကျွန်တော်မမ်ဘာစနစ်ဆိုတော့ကျွန်တော်ထုတ်ပြောလို့မဖြစ်ဘူးပေါ့နော်။ထုတ်ပြောလို့မဖြစ်ဘူးဒါကတော့ကိသိနံပါတ်တစ်ခုနဲ့အဲ့လိုထက်စီသုံးလုံးပေါင်းချင်းလက်ရိုင်းသုံးလုံးပေါင်းချင်းနောက်ပိတ်သုံးလုံးပေါင်းချင်းရက်လက်ကကိသိနံပါတ်တစ်ခုနဲ့လိုက်ကစားနေရရှိတယ်။ကိုယ့်ကိုယ်စိတ်ရှိလက်ရှိရှားကြည့်ရင်အဖြေတွေ့လိမ့်မှာပေါ့နော်။အဲ့စနစ်နဲ့ကျွန်တော်တို့အဲ့စနစ်ဒီဒီဘွဲမှာလာပြီးထောက်ချက်သွားထောက်တယ်ပေါ့နော်။အဲ့စနစ်နဲ့ဆိုလို့ရှိရင် ဒီနေရာမှာအိုက်စနစ်နဲ့ထောက်လိုက်မယ်ဆိုရင်3 4 6ဆိုတော့အိုက်ကိန်းဒီစနစ်တစ်ခုနဲ့ထောက်လိုက်တဲ့အချိန်မှာဝင်လာတဲ့ကနေ3 4 6ဆိုပြီးတော့တက်စက်ကွက်စနစ်ထောက်ရတာအပရိတ်3နဲ့ပတ်သက်ပြီးဒီ3 4 6တူသည်မဟုတ်အတကောင်းထက်မြောက်စကူတစ်ဖြစ်တော့ပေါင်းဝါးချင်းထားတော့3 4 6ဆိုကနေတဲ့တစ်ခုတည်းအဲ့တော့ ခုနကျွန်တော်ရှင်းပြတဲ့39ပတ်လဲ134ပတ်လဲ633ပတ်လဲ689ပတ်လဲတဲ့ကနေအဲ့စနစ်နဲ့ထောက်ရင်346ဆိုတဲ့ကနေတကွက်ရှိတယ်အဖြေတော့ပြောပြလို့ရတယ်ဖော်မြူလာထောက်တဲ့ပုံစံကိုတော့ကျွန်တော် member တိတ္တဒါ member အတွက်သုံးတာမျိုးကျွန်တော်ပြီးလို့မရဘူးเนาะပြလို့မရဘူး346ဆိုတဲ့တပေါက်တည်းထက်တယ်ဒါကချက်နောက်တစ်ခုဒီနောက်တစ်ခုဒီအဲ့လိုပုံစံဖြစ်ပြီးသူ့ရဲ့နောက်နေထဲမှာခုနကပြောပရိတ်သုံးလို့ရိုက်တယ် နှစ်ပိတ်မှာပရိသုံးလို့ရိုက်ပဲသူ့ရဲ့တနစ်ကမဟိုက်နှစ်ပိတ်ပရိသုံးရောက်တဲ့ရိုက်တဲ့နှစ်တက်ကပရိသုံးကဏ္ဍတစ်ခွက်ကသူ့ရဲ့နောက်နောက်တစ်နှစ်ကိုလိုက်ထွက်နေတယ်ဟိုက်မှဆို delicious ဆိုတဲ့ကဏ္ဍကမနစ်ကတစ်ခွက်အနည်းဆုံးထွက်တယ်ပေါ့နော်၄၈တက်ဆိုတော့ဒီဘက်ကပရိသုံးကဏ္ဍတစ်ခွက်ကဒီဘက်ကိုလိုက်ထွက်တယ်တစ်ခွက်အနည်းလိုက်ထွက်နေတယ်ပေါ့နော်အဲ့လိုပဲပရိသုံးလို့ရခဲ့တယ်ဒီနှစ်ထဲကပရိသုံးကဏ္ဍတစ်ခွက်အဲ့ဒီ99ပတ်လေဒီ99ကိုလို့လိုက်ထွက်ခဲ့တယ် ဒါဆိုလို့ရှိရင်ကျွန်တော်မွေးခြင်းမွေးပါလို့ပြောခဲ့ဒီမှာပရိတ်3ရိုက်တယ်သူရဲ့နောက်ထပ်မှာပရိတ်3ဒီဒီကွက်ထဲပဲရှိတာခုလမ်းကျောင်းနဲ့လည်းဒီကောင်လမ်းကြီးနေတယ်ပေါ့နော်အဲတလေးရှစ်ပတ်လေဒီထက်ကနေကျွန်တော်ထုတ်ပြပါဆိုလို့ရှိတလေးရှစ်အာဆိုရယ်ကနန်းတွက်ကွက်တယ်ဒီကောင်3လေး6ဆိုတဲ့ကနန်းတွက်ကွက်တယ်ဓာရီဒီပူပြီးထိုးတင်တယ်လို့ကျွန်တော်မိတ်ဆွေများကအကြံပြုလို့ရနော်ဒါအကြံပြုပေးတာနော်ကြိုက်ရင်တော့မကြိုက်ရင်မသုံးနဲ့ကြိုက်မှတော့ We'll be